ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ weekly sport အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်ရအောင်ပါခင်ဗျာပို့ဝင်လင်းလင်းလိန်တူချင်းစိတ်ဝင်စားသူဖြစ်ကြောင်းနိုင်ငံအတွင်းပထမဆုံးထုတ်ဖော်ပြောကြားခဲ့တဲ့ဂျာမန်ဘောလုံးသမားဟောင်း Marcus Arben ကဥရောပထိပ်တန်းလိဂ်တွေမှာလိန်စိတ်ခံယူမှုကို ဖုံးကယ်ဖို့အတွက်ရည်စားကောက်မလေးအတုတွေနဲ့ အိမ်တော်ရေးအတူတွေကိုအားထားနေရစေဘောလုံးသမားတွေရှိနေတယ်လို့ပြောဆိုလိုက်ပါတယ်။လက်ရှိမှာအာကစားလောကက LGBT ကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ရှားသူနဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်လှုပ်ဆောင်နေတဲ့အာဘန်ကသူ့ရဲ့အမြင်တွေကိုဂျာမန်သတင်းစာ BDLD ကထုတ်ဝေတဲ့စာအုပ်တုံးမှာဖော်ပြခဲ့တာပါ။ ပိုးဝင်နေလင်းလိန်တူချင်းစိတ်ဝင်စားသူဖြစ်ကြောင်းနိုင်ငံအတွင်းပထမဆုံးထုတ်ဖော်ပြောကြားခဲ့တဲ့ဂျာမန်ဘောလုံးသမားဟောင်းမာကတ်စ်အာဘန်ကဥရောပထိပ်တန်းလိဂ်တွေမှာလိန်စိတ်ခံယူမှုကိုဖုံးကွယ်ဖို့အတွက်ရည်စားကောင်းမလေးအတုတွေနဲ့အိမ်တော်ရေးအတုတွေကိုအားထားနေရစေဘောလုံးသမားတွေရှိနေသေးတယ်လို့ပြောဆိုလိုက်ပါတယ်။ လက်ရှိအာကစားလောကက LGBTQ ကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ရှားသူနဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်လှုပ်ဆောင်နေတဲ့အယ်ဘန်က သူ့ရဲ့အမြင်တွေကိုဂျာမန်သတင်းစာ PILD ကထုတ်ဝေတဲ့စာအုပ်တုံးမှာဖော်ပြခဲ့ပါတယ်သူရဲ့ပြောဆိုချက်တွေကဆွစ်ဇာလန်သတင်းတောက်အန်ဒရီယက်ဘိုနီရေးတဲ့စာအုပ်ထဲကအပိုင်းတစ်ခုဖြစ်ပြီးဩဂတ်စ်လ18ရက်နေ့မှာထုတ်ဝေပါမယ်။ အဲ့ဒီစာအုပ်ထဲမှာလိုတာမတ်တီးယက်နဲ့ FIFA ဥက္ကဋ္ဌဂီယာနီအင်ဖန်တီနိုတို့လိုပုံကိုတွေကဘောလုံးလောကမှာတားမြစ်ထားစေအကြောင်းအရာတွေလို့ယူဆတဲ့ကိစ္စတွေအကြောင်းပြောဆိုဆွေးနွေးထားကြပါတယ်။သူ့ရဲ့ပြောဆိုမှုထဲမှာအာဘန်ကလူမှုရေးတိုးတက်မှုတွေရှိပေမဲ့ဘောလုံးသမားတွေလိမ့်စိတ်ခံယူမှုကိုထုတ်ဖော်ဖို့အဓိကအတားအဆီးကမီဒီယာဒါမှမဟုတ်ပရိသတ်တွေမဟုတ်တော့ပဲကစားသမားတွေနဲ့သူတို့ပတ်ဝန်းကျင်ကလူတွေရဲ့စိုးရိမ်စိတ်တွေဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သက်တွေကပြဿနာမဟုတ်တော့ဘူးလို့လည်းကျွန်တော်ရိုးသားသားပဲယူပါတယ်ကလပ်တွေကလည်းအများအပြည့်မဟုတ်ပါဘူးဒီနေ့ခေတ်မှာအတွင်းပိုင်းအခြေအနေတွေက ပိုအေးကြီးပါတယ်လို့သူကပြောပါတယ်ဘောလုံးသမားဟောင်းအာဗန်ကအဲ့ဒီလိုတိတ်ဆိတ်မှုကို ထိန်းထားတဲ့အကျိုးစီးပွားကွန်ရက်တစ်ခုကိုပေါ်ပြပါတယ်သူတို့ကရည်စားအတုတွေအိမ်နောင်ရေးအတုတွေကိုစီစဉ်ပေးတယ်တချိန်တည်းမှာပဲလိင်ကိစ္စတွေတွေ့ဆုံဖို့စီစဉ်ပေးတဲ့ agency တွေရှိတယ်သူတို့ကလည်းဒီကနေငွေကြေးကောင်းကောင်းရကြတယ် ဒါပေမဲ့ကစားသမားရဲ့ကိုယ်စလဲတွေကတခါတလေသူတို့ဖောက်တယ်တွေအတွက်ဒါတွေကိုစီစဉ်ပေးပြီးကစားသမားတွေကိုသူတို့လက်ထဲမှာထားကြတယ်လို့သူကပြောပါတယ်2024ခုနှစ်မေလ18ရက်နေ့မှာ professional ကစားသမားအများအပြားအတွက်သူတို့ရဲ့လိန်စိတ်ခံယူမှုကိုထုတ်ဖော်ဖို့ပူးတွဲပွဲတစ်ခုစီစဉ်ခဲ့ပေမဲ့အဲ့ဒီစီမံကိန်းကပြတ်သွားတယ်လို့ Alban ကပြန်ပြောပြပါရတယ်။လွတ်လပ်မှုအတွက်ကစားသမားတွေရဲ့စာနာကအချင်းချင်းစိတ်ပြတ်ခဲ့ရတယ်။ ထုတ်ဖော်ခြင်းခဲ့တဲ့သူတွေရှိခဲ့တယ်။ဒါပေမဲ့နောက်ဆုံးတော့ဘယ်သူမှမဝင်ရဲခဲ့ကြဘူး။သူတို့ပါဝင်ခြင်းမှာဒါကိုမလုပ်ဖို့အကြံပေးတဲ့သူတွေအများကြီးရှိနေသေးတယ်။သူတို့ရဲ့ငွေကြေးနဲ့နာမည်ကျော်ကြားမှုကနေအချိုးအမြတ်ရပြီးကစားသမားတွေအပေါ်မှာသူတို့ရဲ့လွဲမားတဲ့စိုးရင်စိတ်နဲ့ကိုပိုင်ကြောက်ရွံ့မှုတွေကိုပုံဖော်ပေးနေတဲ့မီဒီယာရှေ့နေတွေအကြံပေးတွေမိသားစုတွေအဲ့ဒီလူတွေပါလို့သူကပြောပါတယ်။ ယူကေနိုင်ငံအခြေစိုက်တဲ့ Royal Mail စာတိုက်ဝန်ဆောင်မှုဌာနက Monopoly ကဘာကျော်ဂိမ်း250ပြည့်ဂုံပြူအထိမ့်မှအဖြစ်အောက်တိုဘာလ9ရက်နေ့မှာ Monopoly ပုံစံတစ်စေကောင်10ခုကိုထုတ်ဝေလိုက်ပါတယ်။ Royal Mail စာတိုက်ဌာနဟာ Royal Mail စာတိုက်ပုံပုံတံတန်းထဲမှာကောက်ယူစုဆောင်းနိုင်တဲ့ Monopoly ကစားကွက်အပိုင်းစာကိုလည်းထုတ်ဝေခဲ့ပါတယ်။အဲ့ဒီတုံကင်နေတဲ့ကအခုရေ9000ကိုသာလဲပတ်ဖို့အကန့်အသတ်နဲ့ဖန်တီးထားတာပါ။ UK နိုင်ငံခြေစိုက်တဲ့ Royal Mail စာတိုက်ဝန်ဆောင်မှုဌာနဟာ Monopoly ကဘာကျော်ဂိမ်း250ပြည့်ဂုဏ်ပြုအထိမ့်မှအဖြစ်အောက်တိုဘာလ9ရက်နေ့မှာ Monopoly ပုံစံတစိုက်ခေါင်း10ခုကိုထုတ်ဝေလိုက်ပါတယ်။ Oxfordland, Liverpoolland, Budayon နဲ့ Oakland လမ်းမကြီးတို့လိုဂိမ်းတွေကထင်ရှားတဲ့ UK ရဲ့တည်နေရာတွေနဲ့အတူ free parking အခမဲ့ကားရပ်ခွင့် chance အခွင့်အလမ်းစတဲ့ကစားနည်းတွေကအမှတ်ရစရာခိုက်တန့်တွေကိုတစိုက်ခေါင်းတွေမှာပြန်ဖော်ပြပေးထားပါတယ်။ ရိုင်ယမေးစာရိုက်ဌာနဟာရိုင်ယမေးစာရိုက်ပုံပုံတံတန်းထဲမှာကောက်ယူစုဆောင်းနိုင်တဲ့မိုနိုပိုလီကစားကွက်အပိုင်းစာကိုလည်းထုတ်ဝေခဲ့ပါတယ်။အဲ့ဒီတုန်ကင်နေတဲ့ကအခုရေ9000ကိုသာလဲပတ်ဖို့အကန့်အသတ်နဲ့ဖန်တီထားပါတယ်။1900ပြည့်လွန်နှစ်တွေအစောပိုင်းလောက်မှာအမေရိကန်နိုင်ငံကနေမူကွဲအများပြားကနေခြေရခံလာတဲ့မိုနိုပိုလီကစားနည်းကို1935ခုနှစ်မှာ Parker Brothers Company ကလိုင်စင်ရရှိခဲ့ပြီးဈေးကွက်ချွတ်ထင်ခဲ့ပါတယ်။ လိဂ်အခြေဆိုင်ဂျွန်ဝက်တင်ဟန်ကုမ္ပဏီလီမိတက်ကဥရောပလိုင်စင်ကိုယူလိုက်တဲ့အခါမှာအဲ့ဒီဂိမ်းက UK ကို ရောက်ရှိသွားခဲ့တာပါအဲ့ဒီအချိန်ကလေးက UK version ကို ပိုသိရှိမှတ်မိလာကြပြီးကစားပုတ်ပြားပေါ်မှာလည်းလူသိများတဲ့လန်ဒန်လမ်းမတွေနဲ့အထင်ကရနေရာတွေပါဝင်လာခဲ့ပါတယ်ဒီနှစ်အထိမိုနိုပိုလီကစားနည်းကိုဘာသာစကား40ကျော်နဲ့ဘာသာပြန်ဆိုထားခဲ့ပါတယ် အော်တိုဘားလာ၁၀ရည်နှစ်မနက်ပိုင်းကကစားသွားတဲ့ waste အတင်းနဲ့ခြေဆန်းပွဲမှာအင်္ဂလန်ပြိုင်သက်တည်းရဲ့အားပေးပုံကိုနီးပြတော့မဲ့သူဟဲကဝေဖန်သွားပါတယ်။အင်္ဂလန်သင်းဟာပထမပိုင်းမိနစ်20ကလေးက၃ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးလက်ကျန်မိနစ်တွေမှာဂိုးထက်မသွင်းတော့ဘဲ၃ဂိုးကိုမရှိရလက်ရယူခဲ့တာပါ။အော်တိုဘားလာ၁၀ရည်မနက်ပိုင်းကကစားသွားတဲ့ waste အတင်းနဲ့ခြေဆန်းပွဲမှာအင်္ဂလန်ပြိုင်သက်တည်းရဲ့အားပေးပုံကိုနီးပြတော့မဲ့သူဟဲကဝေဖန်သွားပါတယ်။ အင်္ဂလန်အသင်းဟာပထမပိုင်းမိနစ်20ကတည်းက၃ဂိုးပြန့်တဲ့အနိုင်ရခဲ့ပြီးလက်ချက်မိနစ်တွေမှာဂိုးထက်မသွင်းတော့ပဲ၃ဂိုးကိုမရှိရလက်ရယူခဲ့တာပါအဲ့ဒီပွဲစဉ်မှာအင်္ဂလန်ပြိုင်သက်တွေတိတ်ဆိတ်နေခဲ့ပြီးပြိုင်သက်တွေစီကနေဘလူးဆွမ်းအားမျိုးမှမရရှိခဲ့ကြအောင်အဝေးဝင်းမှာဝေးပြိုင်သက်တွေရဲ့အားပေးပုံနဲ့နှိုင်းရှင်မဲ့ဆိုရင်ဝိုင်းတဲ့စရာကောင်းကြောင်းတူဟဲကပြောပါတယ် ဆာဗီယာနဲ့ပွဲစဉ်တုန်းကအားပေးပုံဟာနှစ်သက်စရာကောင်းမွန်ခဲ့ပေမဲ့ဝေးနဲ့ပွဲစဉ်ကပြိတ္တအားပေးပုံဟာအသင်းရဲ့အမကန်ဆွမ်းဆောင်ရည်နဲ့ကပ်ညီမှုမရှိကြောင်းနီးပြတောမတ်စ်တူဟဲကပြောပါတယ်။အင်္ဂလန်အသင်းအနေနဲ့လာမယ့်အော်တိုဘာလ15ရက်နေ့မှာကစားမယ့်လက်စ်ဘီယာနဲ့ပွဲစဉ်မှာအနိုင်ရမယ်ဆိုရင်ကမ္ဘာ့ဗလာချီစစ်ပွဲအောင်မြင်ဖို့တေချာသွားပြီဖြစ်ပါတယ်။ Sporting Lisbon အသင်းဟာတိုက်စစ်မှု Victor Jokeres ကို Man United စီရောင်းချဖို့လက်ခံသဘောတူခဲ့ပြီးမှပြက်ပြယ်ခဲ့ပုံကိုကစားသမားရဲ့အေဂျင်ကထုတ်ပြောလာပါတယ်။ Sporting ဟာ Jokeres အတွက် Arsenal ကပေးတဲ့ဈေးထက်ပိုတဲ့ပမာဏတစ်ခုနဲ့ Man U အသင်းစီရောင်းချဖို့လက်ခံခဲ့ပေမဲ့ Jokeres ရဲ့ဆန္ဒအရ Arsenal ကိုရွေးချယ်ခဲ့တာကြောင့် Man U အသင်းစီပြောင်းရွှေ့မဲ့အစီအစဉ်ပြက်ပြယ်ခဲ့ရတယ်လို့ ကစားသမားရဲ့ agent Hassan Sutting Kara ရဲ့လက်ထောက်ဖြစ်တဲ့ Jonathan Chekyes ကပြောပါတယ်။ Sporting Lisbon အသင်းဟာတိုက်စစ်မှု Vedder Yogres ကို Man United စီရောင်းချဖို့လက်ခံသဘောတူခဲ့ပြီးမှပြက်ပြယ်ခဲ့ပုံကိုကစားသမားရဲ့ agent ကပြောပါတယ်။ Sporting ဟာ Yogres အတွက်အာဆင်နယ်ကပေးတဲ့ဈေးထက်ပိုတဲ့ပမာဏတရက်နဲ့ Man U အသင်းစီရောင်းချဖို့လက်ခံခဲ့ပေမဲ့ Yogres ရဲ့ဆန္ဒအရအာဆင်နယ်ကိုရွေးချယ်ခဲ့တာကြောင့် မန်ယူအသင်းစီပြောင်းရွှေ့မဲ့အစီအစဉ်ပြက်ပြဲခဲ့ရတာလို့ကစားသမားရဲ့အေဂျင့် Hassan Setting Kara ရဲ့လက်ထောက်ဖြစ်သူ Jonathan Chekires ကပြောပါတယ်။ Sporting Back ကမြန်မာတဲ့ပြောင်းရွှေ့ရေးနဲ့ Yogurt ကိုရောင်းချဖို့ Man United နဲ့သဘောတူညီမှုရယူထားခဲ့ပြီးအဲ့ဒီအချက်ကပြဿနာတစ်ရပ်ဖြစ်ခဲ့ကြောင်း အဆုံးသတ်မှာတော့ယိုဂရက်စ်ဘက်ကအာဆင်နယ်ကိုရွေးချယ်ခဲ့ပြီးအေဂျင့်ဝင်ဆောင်ကအများကြီးရရှိခဲ့ကတချိန်မှာယိုဂရက်စ်ဘက်ကထုတ်ဖော်ပြောဆိုတင်တယ်လို့အေဂျင့်ဂျိုနသန်ကပြောသွားခဲ့ပါတယ်အယ်ဂျီးရီးယားအသင်းဟာအော်တိုဘာလ9ရက်နေ့ကရှင်ပြိုင်ခဲ့တဲ့2026ကမ္ဘာဖလားခြေစစ်ပွဲမှာဆိုမာလီယာအသင်းကို3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။အယ်ဂျီးရီးယားအသင်းဟာအာဖရိကကစုံကမ္ဘာဖလားခြေစစ်ပွဲအုပ်စုကြီးမှာ ပွဲမကုန်ခင်အုပ်စုပထမနေရာရရှိဖို့တေချာသွားခဲ့တဲ့အတွက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအသင်းရဲ့တမိုင်းတစ်လျှောက်၅ချိန်မြောက်ကမ္ဘာဖလားရှင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အယ်ဂျီးရီးယားအသင်းဟာအော်တိုဘာလ9ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့2026ကမ္ဘာဖလားခြေစစ်ပွဲမှာဆိုမာလီယာအသင်းကို3-6မရှိနဲ့အနိုင်ရခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ အယ်ဂျီးရီးယားတင်ဟာအာဖရိကဆုံးကမ္ဘာဖလားခြေစစ်ပွဲအုပ်စုကြီးမှာပွဲမကန်ခင်အုပ်စုပထမနေရာရရှိဖို့တေချာသွားခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအသင်းရဲ့တမိုင်းတစ်လျှောက်၅ချိန်မြောက်ကမ္ဘာဖလားရှင်ပြိုင်ခွင့်ရရှိတာဖြစ်ကြောင်းသိရပါတယ်။ အယ်ဂျီးရီးယားအသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲရှင်ပြိုင်ခွင့်ရဖို့အဖြစ်ထွက်တဲ့အသင်း20မြောက်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပြီးတခြားအသင်းတွေကတော့အင်ရှင်တွေဖြစ်တဲ့ကနေဒါ၊မက္ကဆီကိုနဲ့အမေရိကန်၊ခြေစစ်ပွဲအောင်မြင်တဲ့ဂျပန်၊နယူးဇီလန်၊အီရန်၊အာဂျင်တီးနား၊ဥဇဘက်ကစ္စတန်၊တောင်ကိုရီးယား၊ဂျော်ဒန်၊အော်စတြေးလျ၊ဘရာဇီး၊အီကွေဒေါ၊ဥရုဂွေး၊ကိုလံဘီယား၊ပါရာဂွေး၊မော်ရိုကို၊တူနီရှားနဲ့အီဂျစ်တို့ဖြစ်ကြပါသေးတယ်။ အီဂျစ်ကလည်းပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့ကမှခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအခုလခြေစစ်ပွဲတွေမှာနောက်ထပ်အနည်းဆုံး9သင်းခြေစစ်ပွဲအောင်မြင်မှုရှိနေတာဖြစ်ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲမှာအသင်း48သင်းရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့်လက်ရှိအချိန်မှာရှင်ပြိုင်ခွင့်ရရှိတဲ့အသင်းကတော့ဝက်မပြေသေးပါဘူး။ ညစီမရဲ့ weekly sport အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ thank you